အားလုံးမေမင်္ဂလာပါတသိန်းတော့အပိုင်း129မင်းငါ့ကိုချင်းချောက်နေရလားငါကမင်းကိုတငယ်ချင်းနေနဲ့ငါ့ရဲ့နဲ့မှရှိရတယ်လာဖွင့်နော်မင်းကငါ့ကိုတန်းတူခွေရေးကြောင်းနေသူ့ချက်ကိုတချက်တရားတွေလာဟုတ်နေအဲ့အရာကစာမတက်တဲ့လေသမားတွေကိုဘော်ရှိဗစ်တွေကမှိုင်းတက်တဲ့စကလုံးတွေကသူတို့ကလူတွေကို စကလုံးလှလှကလေးနဲ့စီယုံနေပြီးတော့လူတွေကိုငါးရီပိုက်ထဲမောင်းတဲ့လို့တွင်းတာကဲဘယ်မှာလဲတန်းတူခွေရေး တက်နေတွေကိုကြည့်လေရွာတွေကိုဝင်လာရင်ဘိုးတွေကကိုယောင်ကိုယ်ဟာတောက်ပတ်စွာနေတည်ရကြခြင်းနဲ့တည်ရဖက်နဲ့ကမှန်ကြည့်လို့ရတယ်ငါတွေ့လိုက်တဲ့နိုင်ငံရေးမှုကြည့်အောင်မလားတထေးသားကြောက်နေရပဲထက်သားတွေကနန်းစုံစုတ်ပြက်လို့သူတို့တက်လာတာတနည်းပြည့်ပြီအထက်ကလူတွေကမင်းကုန်းကြီးပေါ်မှာအငိမ့်သားဘယ်မှလဲတန်းတွေခွင့်ရေးပြောတော့အထောက်အတပင်းကြီးတဲ့ Ivan Lazivic ကအစ်စစ်ဆက်တန်ပြင်းမင်းစကလုံးတွေကဒံပြန်တော်လန်ရေးလေတံပါလာပြီ င်းလမ်းကြောင်းပေါ်ကတော့ငါ့ကိုဆွေးမခေါ်နဲ့နော်မင်းပြောင်းလဲနေတာကိုငါသတိထားမိမင်းကဆိုးပြီးအဆိုးရရင်သူဖြစ်နေပြီကလေးကိုမင်းစီကဒီလိုစကားမျိုးကြားလိုက်မယ်လို့ငါမမျှော်လင့်ခဲ့ဘူး even ဆိုးဟောက်ကိုဝေဖန်တာနဲ့ဒမ်မြန်ဒေါ်လာရင်းသမားဖြစ်သွားအောင်လားကွာ even ကအရှာနိုစီမဆီလေးလှမ်းယူပြီးဆက်ပြောတော့သူ့လေတန်းပြောသွားသည်အင်းမင်းတော့ပေါ့ငါဘယ်လိုပြောရမလဲမသိဘူးဟာကပညာမတတ်ဘူး မင်းကအတိခောက်ခက်အဝင်နဲ့ငါက80သွားမလန်းကိုမိခေးကဒေါသတကြီးဝင်ပြောသည်ဒီအကြောင်းတော့ကြပါစို့ကွာသူတို့လူစုခွဲလိုက်သည်အိမ်ထဲမှာထွက်လာသောဂရီကိုနှုတ်ဆက်နေသည်နှစ်ယောက်သာလမ်းခွဲကနေရင်အီဗန်ကပြောသည်တချို့ဟာတွေမင်းရင်ထဲမှာပဲထားထုတ်မပြောသင့်ဘူးငါကတော့မင်းအကြောင်းသိတာပေါ့မင်းကိုနှုတ်ဆက်နေအောင်ငါနီးလဲရှာတော့မင်းကော့ဆက်တီမျက်စိလေးအောင်မင်းရှောက်မပြောနေတော့သူတို့တွေမျက်စိလေပြင်းလေဖြစ်နေပြီပြီးတော့ငါတို့သွားမယ်လမ်းမှာမင်း ကောက်စီကစီမလုပ်ပါနဲ့လုပ်ရင်ဒိုမင်းကိုဖယ်ပြီးသွားရလိမ့်မယ်ဒါပဲတငယ်ချင်းကုတ်ပါဂရီကိုထွက်လာခဲ့သည်ဖနှစ်ထဲတွင်မီးကြီးကဝင်နေပြီလားသို့သောစိတ်ထဲရှင်းသွားပြီမီကင်းနဲ့အီဗန်တို့နှစ်ယောက်ကတလန်းလျှောက်သွားသည်အီဗန်ကအခုမှခံဥက္ကဋ္ဌနဲ့တွေ့ခဲ့သည့်ကြောင့်ပြော့ခွင့်ရတော့သည်ပြီးမှဂရီကိုကြောင့်ဆက်ပြောသည်ဂရီကိုဆိုရဲကောင်းကပြဿနာလုံးနေပြီမင်းဘလို့လုံးမစေဘူးလေမိခေကမပြုံးချင်ပြုံးချင်ပြုံးမိ အင်းနိုင်ငံရေးဆိုတော့တော်တော်ရှုပ်တယ်ကိုကြိုက်တယ်ကိုပြောလို့ရတယ်ဒါပေမဲ့ပြဿနာမဖြစ်အောင်ဂရီကိုကတော့ဒိုဒရီငယ်ငယ်ချင်းတွေပါကွာတချောင်းနေနေပြီးကောက်မလေးတွေကိုအတူတူပြိုင်မှုခဲ့ကြတာသူနဲ့ငါကငငယ်လေးကလေးကညီကိုလိုနှီးခဲ့ကြတာခုတော့ငါတို့တွေပောက်ခွဲချလူစဲစဲဖြစ်နေပြီသူပြောရကြတာငါတချင်စိတ်အောင်ပေါက်လာတယ်စစ်ဖြစ်လာပြီဆိုရင်တော့ညီရေကိုရှိတော့မှမဟုတ်ဘူးမိခေးတန်တုံရင်ရင်ဖြစ်လာသည်တတိခိုက်ခိုက်လေးတန်ပြင်ဆက်ပြောသည်ငငယ်တို့ကခောက်မလေးတွေကိုဒုတ်ပြိုင်မှုတော့ငါတော့ သူ့ကိုခုလောက်စိတ်မထရခဲ့ဘူး။သူနဲ့ငါဝေးတဲ့ထက်ဝေးသွားပြီ even ။နှင်းပြောခြင်းရပြီ။လေရဲရင်တသီးနံများနဲ့ချိန်ပန်းရနံတို့မှု့ပြန်နေသည်။ဒိုနီရှီရန်တို့ပို့သည်လက်နက်ခဲရမီကြောက်တင်သည့်စစ်ဖားများကိုတတရဆအရာစစ်ဖားပြောင်းတင်ကြသည်။ပါလာသည့်တနေ့များမှာတကြွနေသည့်လူငယ်ကလေးများဖြစ်သည်။သူတို့တက်မှုက event lessive ကိုစောင့်ကြည့်ရင်တော်လိုင်းကော်မတီယုံတွေနေခဲ့သည်ကျွန်တော်ခမည်းနဲ့နေခဲ့မယ် မြဘဲမှလင့်မသွားနဲ့အခြားရဲဘော်ကပစ္စည်းကျင်လာသည့်စွတ်ဖားတွေနဲ့အလုရှုံနေကြသည်ပစ္စည်းတွေမိုးဆူဆူပေါင်းမျက်နှာကောင်းဆိုရင်စွတ်ဖား58စီလိုလိမ့်မည်ရီမီလီယန်ဆိုသည့်မုတ်ကော့၏မြင်းလက်သမားဟောက်သည်မြင်းလက်ကောက်အိမ်သို့ဝင်လာပြီးပန်းဟူရာကိုမြင်သွားသည်ကဲလက်နက်တွေတဲအောင်မင်းမြင်းနေပြင်တော့လीဘူကိုဗာယာတီဒိုးလိုက်ပို့အမငါမြင်းနေခြောက်နာနေမနီကဗီယင်ရှင်းစကားဟူရာမြင်းမနဲ့သွားတာ ရှင်မီလီယံဘာမှမပြောဘဲမြင်းစောက်ပဲရှောက်တော့သည်ပိုင်ဟိုဒရကသူ့နောက်မှပြေးလိုက်သွားပြီးအော်ပြောသည်ဟေ့ကနေဦးနေဦးမင်းမြင်းနေချရာကိုငါကြည့်မှာမဟုတ်ဘူးမင်းတမင်လှုပ်ထားတာငါသိရင်ဒါမျိုးတွေနောကျင်နေပြီကိစ္စမရှိဘူးမြင်းဖြစ်ဖြစ်နွားဖြစ်ဖြစ်စူပါတစီရိုင်တော်ပြီတေဘောဆောင်လေးတဲ့နေဂရီကိုလိုက်တော့သည်မတော်ငယ်မြို့ကြောင်နေဝင်လာပြီးကလီရီကိုအပြေးလွှားနှမ်းကနှုတ်ဆက်သည်ပြီးတော့ပိုင်ဟိုဒရကိုကတ်မှာသည်ငါ့အတွက်ဘာမှမဟုတ်ဘူးနဲ့တိလာငါဝေးဝေးလိုက်မတော်ဘူး ဘူဂိုဘာရဲ့ဟိုဘက်ကိုဆက်ခုတ်သွားမယ်ဆိုရင်နွားတွေကိုထားခဲ့ပြီငါပြန်လာခဲ့မယ်ဒါပေမဲ့ရွာကိုမဟုတ်ဘူးစင်ချင်းမှရှိအတော်ရစီသွားမယ်ငါဒီမှနေဖို့တိတ်ဟန်မကြတော့ဘူးပါတော့သွားပြီနော် goodbye ဆူပါဝါတက်ကဂရီကိုစဉ်းစားပြီးလိုက်လာသည်နောင်နကောင်က ဖြည်းဖြည်းဆွေးနေသည်အင်းဘဝကြီးကအမှန်တရားစိတ်သုံးနေပါလားငါကအမှန်တရားနဲ့ကိုမမက်မမဲလိုက်နေရဟူရှိရုံကတတ်တာလူမျိုးတွေဒုံကိုသိမ့်မိုက်ဖို့ကြိုးစားခဲ့ကြတယ်ငါတို့ကိုကြုံပြူဖို့အားထုတ်ခဲ့ကြတယ်ခုရောရုရှားတွေပေါ့ သူတို့ ਨੇ ဘလို့မှပြင်းနေမှာမဟုတ်ဘူးငါအတွက်သူတို့ဟာနိုင်ငံခြားသားတွေပဲကောက်ဆက်လူမျိုးမှန်များအတွက်လေတူတူပဲငါတို့တွေဟာရှေ့တန်းကပြန်ပြေးလာခဲ့ကြတယ်ခုတော့လူတိုင်းငါတွေ့တယ်လို့တွေ့နေကြပြီဒါပေမဲ့တိတ်နောက်ကြသွားပြီလဲတွေကိုအော်ဟစ်မောင်းနေနေတယ်ကြားသည်သူကတော့နနက်တက်တာကိုမှုပြီးအိမ်ငိုင်းလိုက်လာသည်ခဏနေတော့အိမ်ပြုံးသွားသည်အိမ်မက်ထဲတွင်အစီနီယာနဲ့အတူလမ်းလျှောက်နေသည်သူကရင်ခင်းထဲတွင်ကလေးလေးပွေလာသည် နဗီမဂရီကိုကိုခဏခဏငှဲ့ကြည့်သည်ဂရီကိုတယောက်သူ့ရင်ခုန်တန်းကိုသူ့ကြားနေရသည် လာရောက်အောင်တွင် မြေတော်တစ်ခုလုံးငွေအောင်တောင်းနေသည်အချစ်ဟောင်းအစီနီယံကိုရင်တဲ့ဖြင့်ချစ်နေမိပြန်သည်တပြိုင်နေတွင်တကယ်မဟုတ်မှန်းအိမ်မက်မက်နေမှန်းလေသူသိနေသည်သို့တော့တကယ်ဘဝကိုထင်ပြီးသူပြောနေသည်အစီနီယံသည်ဟိုးငှားနေကအတိုင်းလှမြဲလာနေသည်ဆိုဖာဂျိုင်နေချတဲ့သဖြင့်သူ့လက်နုံသွားသည်ရှေ့ဆိုဖာမှာဖိုတိုစကော့ကသူ့လေးပေါ်မှာ ဘုံနိုင်ကျေကျွတ်တဲ့တော်တော်ဆူဖာကိုလှမ်းမိသည်ကိုရင်ဆူဖာကဘာပစ္စည်းရေလေတော်တော်နဲ့အတမ်းကြခဏနေမှဖြည့်တန်ကြသည်အလောင်းနေပြူငန်းဖြားယောဂနဲ့တီးတဲ့အလောင်းနေလူသေးတွေကိုတလပတ်ပြေအုပ်ထားသည်ကျွတ်တဲ့တော်သည့်ဆူဖာကိုဂရီကိုလှမ်းကြည့်လိုက်သည်တစ်ဖက်သို့မျက်နှာလွှဲပြလိုက်ပြီးတော့ဆက်ပြီးအိမ်ငယ်ပြန်သည်တဝက်တစ်ပြက်သာမှမရော့သည့်အတိတ်ကိုပြန်လည်မြင်ရလာသည်စိတ်ထဲပြောလာသည်ရင်ထဲတွင်တသိမ့်သိမ့်နေသည်ပြီးတော့ပြန်အိပ်ပြောသွားသည် ခန်းစလီဒေါက်တာရယ်စတော်လိုင်းကော်မတီနဲ့လူတချို့စုဝေးနေကြသည်ဒေးဗစ်တီမိုဖေးနဲ့မိုကော့ရဲ့ရင်မောင်းယင်မီလီယံမျက်နာတွင်တင်းတိမ်နိုင်ခြင်းနဲ့ဖနှချုံသမားဖီကာတို့ပါဝင်ကြသည်သူတို့အားလုံးသည်အီဗန်လက်စီဖီအားထားရသူများဖြစ်သည်ဒီလူစုအကူဖြင့်သူ့လှုပ်ရှားနေသည် သူ့စိတ်ထဲတွင်ရသောများနှင့်သူ့အကြောင်းကမမြင်ရသည့်နယံကြီးထူးထူးထက်ထူလာနေပြီဟုထင်လာသည်အစီဝေးခေါ်လင်းကော့စတီမတက်ကြတော့ဒေးဗစ်တိမ်တဆင်းအတင်းခေါ်မှသူတို့လာသည် တိုးတော်လူကြီးများစာလူငယ်များသာလာပြီးထိုလူငယ်များကလည်းသူတို့ကိုလုံးဝအထင်မကြီးကြပါဘူး။တဖြည်းဖြည်းနဲ့ event စိတ်တက်ကြလာသည်။တနေ့တွင်ဖီကန်ကရှင်းဖွင့်သည်။ဒီမရဲပါ event လူကြီးကကျွန်တော်တို့ကိုမထောက်ခံကြတော့ဘူးဗျ။တနေ့တခြားစိုးလာပြီ။နေ့ကဒန်ရန်ရလာတဲ့တနေ့တရားကို variations ကပို့ဖို့ safari light ကိုညီတော့တာဘူးမှမပေးဘူးဗျ။ရီမီလီယန်ကဝင်ထောက်သည်။အိနိုင်းအိနိုင်း vocal wine နဲ့ကြည့်ပေးဗျ။အားလုံးလူလူမူးနေကြတယ်။ မခေးကိုရှိဝိုင်းကမျက်ခုံးတို့မီတယောက်တည်းစဉ်းစားနေသည်သူတို့အားလုံးပြန်သွားမှာအီဗန်ကိုပြောသည်ငါ့ကိုရိုင်ဖယ်တလဲပြီးထားပါဘာအတွက်လဲလက်ကြီးလျှောက်သွားနေလို့မဖြစ်တော့ဘူးအီဗန်အချင်းလေးကိုမင်းသတိမထားမိဘူးလားသူဖမ်းတဲ့လူတော့ဖမ်းရတော့မယ်ဂရီဂိုမီလက်ကပြီးတော့ဘိုဒီရဲ့မဖစ်ကီးကရှူလင်မီရွန်ကောရှူနော်သူတို့အားလုံးမင်းသူတို့တွေကကော့စတီကိုသွေးထိုးပြီးနေသူတို့လူတွေပြန်စုမိအောင်အချင်းလေးစောင့်နေကြကွာ သူတို့အားလုံးဖမ်းလို့မဖြစ်ဘူးဒိုးဘက်ကိုရိုင်းနေလူတွေရှိပါတယ်ဒါပေမဲ့သူတို့ကကော်ရှင်နော့ကိုစောင့်ကြည့်နေကြတာသူသားမိကပြန်လာမှာကိုလေသူတို့လက်နေကြတယ်နောက်တနေ့တွင် VN6 ကမှချီမန်တော်ပြင်ပြန်ကြောလာတဲ့ဆောင်ပို့လာသည်ချန်တော်တော်မိသားစုများထဲမှာအလွန်ငွေကောက်ခံရဖြစ်သည်သူတို့တရားတွေကိုရူဘယ်လေးသောင်းရအောင်ကောက်အောင်မည်ဆို၏နောက်နေ့ရောက်တော့ရူဘယ်ငွေ18000ကောက်ခံရရသည် Ivan က Crime Committee သို့စာရေးအကြောင်းကြားလိုက်သည် Crime Committee ကပြည်သူစစ်တောင်းရလွတ်ပြီးအကြောင်းပြန်လာသည် ကောင်းမီစီရင်နေမှာငွေမထည့်သူများဖမ်းပြီးဗီယန်ရှင်းစကားသို့ပို့ရမည်။မပြေးနိုင်သောဖိုးကြီးလေးအားချက်ချင်းဖမ်းခဲ့ရပြီးငုကိုအင်ဂျီမြော်ခန်းထဲတွင်ချုပ်ထားလိုက်သည်။ငွေကောက်သည့်ကိစ္စကြောင့်တရွာလုံးလှလွရရဖြစ်နေသည်။ကော်ရှင်တော်ကမထည့်နိုင်ကြောင်းပြောင်းညင်းသည်။ဗီယန်ရှင်းစကားမှာလူငယ်စုံနောက်တစ်ယောက်လှစ်လိုက်သည်။သူကတက်မှ28လူထပ်ဖြစ်သည်။သူနဲ့အတူနောက်တစ်ယောက်လေးပါလာသည်။သူတို့ကိုတာဝန်ပေးလိုက်သည့်အမိန့်စာကိုအီဗန်အားပြပြီးသူ့ရုံးခန်းတွင်လှုပ်ဝဲစွာစခန်းချလိုက်သည်။ သူနဲ့ပေါ်လာသည့်အခြားယောက်မှအသက်ကြီးကြီးမုတ်စစ်ပြောင်းရိတ်ထားသည်ထိုလူကြီးကအလေးနဲ့ပြောသည်အချိန်ကတော့တော်တော်ရှုပ်ထွေးနေတယ်ဒီဘက်မှာတက်ဖြောက်ပြီးကျန်ခဲ့တဲ့ဖြူကောင်တွေကခေါင်းထောင်လာပြီးကောက်ဆက်လေသမားတွေကိုဒုက္ခပေးနေတယ်ဒီကောင်တွေကိုလေကျုပ်တို့ရှင်းရအောင်မင်းပြီးတော့ကျုပ်တို့ကိုဆန့်ကျင်နေသူဆိုရင်အရာရှိဖြစ်ဖြစ်ဖုန်းကြီးဖြစ်ဖြစ်လက်နက်ကင်ဖြစ်ဖြစ်အားလုံးရှင်းပြရလိမ့်မယ်အဲ့ဒီရန်သူတွေကိုစီးရင်လောက်ရမယ်စွန်တော့ကိုခမရတို့အားလုံးကူညီပြီးတရင်ပေးကြလိမ့်မယ်တချို့ကိုသူတိထားပြီးသားပါ Ivan ကထူးလူကြီးမျက်နှာကိုစိုက်ကြည့်နေသည်ပြီးတော့သူ့လက်ထက်မှာစင်းဆာရွက်ကိုလှမ်းကြည့်လိုက်သည်သူ့စီးရင်ထဲတွင်ပာဝဒါမီလက်ကော်လေးပါသည်ဒီနာမည်ကိုသူထုတ်ပြောတော့လူငယ်ဆုံးတောင်းကောင်းရင်သည်သူကကျွန်တော်တို့အဖွဲ့ပါဖိုမင်ကသူ့ကိုလုံးဝမထီနဲ့လို့မှားလိုက်တယ်သူကဘော်ရှိဗစ်တွေနဲ့လေပြည်လေသူလေသူနဲ့ကျွန်တော်28မှာတရင်တစ်ခုတွေကြာဦးတယ်နိုင်ပိုင်းတွင်ဖမ်းလာသည့်ကော့ဆက်တွေကိုမိုးကော့၏ခြံဝင်းကြီးတွင်ချုပ်ထားလိုက်ကြသည် ရုတ်တရက်တွေ့ရနေရအောင်ဖမ်းလာခြင်းဖြစ်၍အိမ်မပေါ်ပေမည့်အစားတောင်းနှင့်အဝတ်အစားများကိုသူတို့လေတဆန်းဆန်းစောင့်နေကြသည်မီရွန်ကောရှူရောင်းကအလူသွားမည့်ပုံစံဝေကောင်းဆောက်လာနေဘူဂါတီရီနှင့်မက်ဗီကောက်ရှူလင်နှပင်းစုံမတ်တွင်ထိုင်နေသည်ကိုလီအိုအဗီဒစ်ကဝင်းကျန်နေလျှောက်သွားနေရမှာရေရင်းကိုငုံကြည့်လိုက်ကျူးကိုဆွကြည့်လိုက်လှုပ်နေသည်ပြီးမှညိုမင်းမင်းမျက်နှာကြီးမှချွေးတွေကိုအင်ဂျင်လမောင်းဖြင့်တုပ်နေသည်အခြားသူများကမြေကြီးပေါ်တွင်ခေါင်းငုံထိုင်ပြီးအချို့ကရေခဲပြင်ပေါ်တွင် ဒုဆောင်နဲ့တောင်းရှင်းမြောက်ချေခြေနေသည်ခဏနေတော့သူတို့အင်ဂူတွေအထုပ်ပိုးတွေနဲ့ဥယောဖာရရလာကြသည်မေရီဇလက်နဲ့လူကီနေရှင်နယ်ကသူ့ဖိုးကြီးကိုအင်းကြီးချေတီဖြုတ်ပြီးလက်ဘင်းကိုမဖလာစီပေးနေသည်ပြီးတော့အယောင်စင်မဲနေပြီဖြစ်သည်သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးပြောသည်ဘာမှမပူနေမီရောအာလုံကောင်းမှုဖြစ်လာတာနဲ့မာအိုးဖျားသခင်ပြောရင်မျက်ရည်လေးလာပြီးနှကန်းကိုတင်းတင်းစီအားတူးတူးဆက်ပြောသည်ညနေလာရင်ရှင်ကျိတ်တဲ့မိုးရင်ချက်ယူခဲ့မယ်နော် ခြံဝင်းတကားဘက်မှအဆောင်တရားကြီးအော်တန်ထွက်လာသည်စွတ်ဖားရရောက်လာပြီအကျဉ်းသားတွေပစ္စည်းရင်ကြအမျိုးသမီးတွေခုမှငုံနေလို့ဘာကြောင့်ထူမှလဲလူကီနေရှင်နယ်ကဘောရရင်ပထမဆုံးကျင်ဖြင့်မီရွန်ကြီးအမွေးတူတူလက်ကြီးကိုနမ်းပြီးလှည့်ထွက်သွားသည်နွားလေးဆွေစွတ်ဖားရထွက်သွားတော့အကျဉ်းသားခုနှစ်ယောက်နဲ့အဆောင်နှစ်ယောက်တို့နောက်မှဂုံချောင်းရှောက်လိုက်သွားကြသည်ထိုနေ့မှာမိုးရီအုံနေသည်တောက်ကြနေဖြစ်သည်ဒါဒရက်စ်ရွာကြီးမကြုံစဘူးဖြစ်ပျက်တကူထိုနေ့နေဖြစ်ခဲ့သည် ခုတလောရွာတို့ခင်ရရှိများမကြမကြရောက်လာနေသည်ထို့ကြောင့်မြင်းနှကောင်ဆွဲစွဖားတစီရွာရင်းဝင်လာတော့ဘသူမှခယူမထားလိုက်မိကြယထာဒိနေပြီးရင်ရှင့်ထိုင်လျက်လူတယောက်လိုက်ပါလာသည်မုကိုအင်ကြီးရှိရင်ယထာရလိုက်ပြီးယထာဘောကပုတ်ကိုဆင်းလာသည်ခက်ပြည့်ပြည့်နဲ့ခက်လေးလေးရှောက်လာသည်ဖြင့်အသက်ကြီးတယောက်ဟုထင်ရသည်သူကမြင်းတဲဝတ်စုံကိုဆွဲဆံပြီးတဲ့နေမြင်းတဲ့တောင်းမွေးအုပ်ထုပ်ကိုနရရဖုံးအောင်ဆွဲချလိုက်သည်ပြီးမှချလုံးပြူအိတ်ကိုကပ်ပြီးအိတ်နှင်းဝင်လိုက်သည် တော်လရင်ကော်မတီရုံးငန်းတွေတွင် Ivan Lesevich နဲ့ပြည်သူစစ်နေအောင်ရှိနေကြသည်ဧည့်သည်ကတကားမခောက်ပဲဝင်းလာပြီးမိသည်ဥက္ကဋ္ဌနဲ့တွေ့ကြလို့ Ivan ကဧည့်သည်ကိုလှမ်းကြည့်လိုက်သည်ထိုင်ကုန်နေထိုင်နေရမှာထောက်ခုပ်မိမတဲ့ဖြစ်သွားသည်သို့တော်မလုံမရှင်းဆက်ထိုင်နေသည်ဧည့်သည်ကသူ့ကိုစိုက်ကြည့်နေသည် Ivan ကိုမှတ်မိဖို့မရခဏနေမှာသူ့မျက်နှာပြုံးသွားသည် Ivan စီသူပြေးသွားကဖက်ရည်နဲ့နေရသည်ငါထင်းတဲ့အတိုင်းပဲ Ivan မင်းမသိဘူးနော် ဒါဒရက်စ်မှာမင်းမဲ့ဥက္ကရာဖြစ်မယ်လို့ငါသိနေ။စတော့မင်းဥစီဒါဗီဒိုဗစ်ပါလား။ကျွန်တော်မျက်စိကိုကျွန်တော်မယုံနိုင်အောင်ပဲဗျာ။ကျွန်တော်ကိုပါရပါဗျာ။ကျွန်တော်ဟာအလကားကောင်ပါ။အီဗန်ကငိုတယ်မာကြီးနဲ့ပြောလိုက်ခြင်းဖြစ်သည်။အီဗန်လက်ကိုလွှတ်လိုက်ပြီးစတော့မင်းကဟေးငါဘယ်မှာထိုင်ရမှာလဲကွာ။ယော့ဒီကလထိုင်ယူ။ဒါတက်ခမရဘဲကနေဘလို့ပေါ်လာလဲ။ငါတက်နေရရောက်နေရ။ ုင်ငံရေးဌာနစိတ်မှလည်းငါအစ်စ်ပါကွာမင်းခုထိမယုံသေးဘူးလားသူတို့ငါ့ကိုဒီကနေဖမ်းသွားပြီးပြည်နေတယ်ပေးလိုက်တယ်လေတော်လန်ရင်တက်သားရည်နဲ့တွေ့ပြီးကိုချက်ကိုငါတို့ဝင်တိုက်ကြတယ်ပျော်စရာကြီးကွာသူတို့ကိုဥယေဟိုဘက်ရောက်အောင်ငါတို့မောင်းထုတ်လိုက်တယ်ငါအခုမင်းရှိမှရောက်နေပြီလေအမတ်ရှိတက်နေစကြောင်းကဒီခဲမှာလှုပ်လို့ဖို့ငါ့ကိုလှုပ်လိုက်တာငါကဒီရသားကိုကွာ VN စကရောက်တော့တော်လန်ရင်ကော်မတီကလူရည်နဲ့ငါစကားပြောတယ်အဲ့မှာတာတာရက်စ်ကိုပြန်လာဖို့အကြောင်းဖန်လာပါပဲ ငါအပေါင်းဟောင်းအသင်းဟောင်းနေကိုငါမမေ့ပါဘူးကွာကဲအဲ့အရာနောက်မှပြောစို့မင်းဆောင်ပြောပါဘသူရီနဲ့မင်းတွေ့ပြီးလုံနေတယ်လေဘသူရီတီးကုန်ပြီလေပြောနေရင်ပြည်သူစစ်နေရာကိုတူလန်းကြည့်ပြီရဲဘော်တို့ဥက္ကဋ္ဌနဲ့ကပြောသက်ရှိရကွာမင်းတို့ခဏထပ်ပေးပါလားဟူရွာရဲဖြတ်မောင်းတော့ဘာမှမပြောင်းလဲလာပါလားကွာအဲ့ဒါထားလိုက်ပါအောင်ဟိုကိစ္စကစကြနောက်၃နာရီကြာရင်မီခီကိုရှိပိုင်းနေအီဗန်တို့နေရာဥဆောင်ပြီးစတော့မင်းကို သူနှင့်လူကီရီယာအထူးနေခဲ့သည့်နေဟောင်းစီတို့ခေါ်လာခဲ့ကြသည်လမ်းတွင်မိခိကိုရှိဝိုင်းကသူ့လက်ကိုမချမချလှမ်းပုတ်သည်မျက်စိအောင်မှပျောက်သွားတော့မည်လားချယ်ရီရက်ကိုအချောင်းလှမ်းသည့်တစ်ဖြည့်ချမ်းတော့ပြီးမိဝနာတွင်စတော့မင်းကလှည့်ရိတ်ကသူတို့နှစ်ယောက်ပြောတာကိုနားဟောင်သည်ဆေးလိတ်ခဲရင်မိခိုနေမိသည်ရှုပ်ထွေးလာသောရွာမှာသတင်းပရင်းများကိုအီဗန်နဲ့မစ်ခီပြန်ပြုတ်ပြနေသည်။စစ်မင်းကြတော့စတော့မင်းစီမှာမိခိုးနေထမတော်ပြီးဟောက်တန်တာပေါ်လာတော့သည်။ပစက်ထဲမှာဆီလီလွတ်ကျသွားသည် အီဗန်တို့နှစ်ယောက်ရဲ့ရင်စိတ်ကိုမြှို့ချပြီးအတော်ချေပြတ်ထက်ကအခန်းထဲမှာထွက်လာခဲ့ရတော့သည်နှစ်ယောက်သွားပြင်အောင်မှာမစ်ကီကခက်တွတ်တွတ်ရေပြီးပြောသည်အင်းခုမှပဲတော်ဝါရှူရတော့သည်အချင်းသားရင်းနဲ့တူအဆောင်ပြင်ဗီယင်းရှစ်ကားသို့ထည့်လိုက်သည်အိုရှာနော့ညတကောင်လောက်ထိပြင်ရလာသည်အီဗန်ခန်းကလေးဤပြတင်းမောက်ကိုတဒုံဒုံထူသည်အီဗန်အိတ်ဆုံမုံမှပြင်ထလာသည်ညာကြီးတကောင်ဘာကိစ္စလဲကွာစာရီးပြတ်မလာရခင်ဗျာဖမ်းသွားတဲ့သူတွေအားလုံးကိုသူတို့ပြစ်တက်လိုက်ကြတယ် ဘာကွာတောက်တိပဲမရှိသူတို့ကိုရအောင်ချင်းစစ်တယ်ပြီးတော့ထင်းရှူတော်တွေခေါ်သွားတယ်အဲ့ဒီခြေကမမောင်းသေးဘူးကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရ even အဝိတ်ကဝေးဖက်နှက်ပြေးလောစီပြီး storming စီတို့ပြေးချသွားသည်သူ့ကိုအတင်းတို့ပြီးဤတည်းမပြုတ်ဝေးပြောလိုက်သည်ဒီနေ့လူတချို့ဖမ်းပြီး vision စကောက်ကိုပို့လိုက်တာအကုန်ပြစ်သက်ခံရတယ်သူတို့ကိုထောင်ထဲလောက်ပဲပြေးမယ်ထင်တာအဲ့ဒါဆိုရင်တော့ရှေ့လျှောက်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးကျွန်တော်တို့နောက်ကိုဘယ်သူမှပါရမှာမဟုတ်ဘူးအိုစင်ဘာလို့သူတို့ကိုတက်ပြရလဲ ခုတော့ဘာတွေဖြစ်ကုန်ပြီလဲမသိဘူးသူပေးသည့်တဲ့ရင်ကြောင့်ဆော့မင်းလှလှရှာရှာဖြစ်သွားလိမ့်မည်ထင်ထားတော့လေသူကခက်အေးရင်ပြီးအင်ကြီးလေးပြီမင်းကလည်းတို့တို့ပြောပါကွာလူကီရီယာလို့တော့ပါအောင်